ိုအားကိုကိုတတိရှိရှိနေထိုင်ပါအောင်မြင်သူတွေဟာကိုဒူးကိုရှင်စ조사ကြသူတွေပါသူတို့ရဲ့အောင်မြင်မှုအတွက်ဘယ်သူကိုမှအာမကိုပါဘူးကိုရဲ့စွမ်းအားတွေကိုအတုံးချပြီးတတိရှိရှိနဲ့လောကန်ဆောင်ရွက်ကြပါတယ်လောကမှာတတိရှိသူဖြစ်ဖို့အတွက်အင်အားကြီးစရာမလိုပါဘူးအမှန်တရားကိုလက်ခံပြီးမှန်တာကိုပြောရဲသူဟာ တတ္တိရှိသူပါတတ္တိရှိသူဟာ လူရာဝင်တဲ့လူတော်တို့တဲ့စစ်မှန်တဲ့တတ္တိရှိသူတိုင်းဟာကိုကျင်တရားကောင်းမွန်တဲ့ဇဲလုံးလရှိတဲ့ရိုးသားတဲ့ရောင်ရဲရင်တဲ့အများအကျိုးအတွက်ဆောင်ရွက်တဲ့ခေါင်းဆောင်မှုအရေးအချင်းရှိတဲ့ကျောက်စိတ်ကိုရင်ဆိုင်ရတဲ့စတဲ့အရေးအချင်းတွေရှိပါတယ်တတ္တိရှိသူဟာကိုသူကိုချွန်ကိုသူကိုထ လောက်ကင်တဲ့အရေရှင်ရှိပါတယ်တတိရှိတယ်ဆိုတာလူတကာနဲ့ရံဖြစ်ပြီးရံလိုဒေါသကြီးတာမျိုးမဟုတ်ပါဘူးအမှန်စင်စစ်တတိရှိသူဆိုတာကကိုယ့်ရဲ့ဘဝအောင်မြင်တိုးတက်ဖို့အတွက်လောက်တဲ့လောက်ထိုက်တာကိုလောက်နိုင်တာ အခက်အခဲအတားအဆီးတွေကိုကျော်လွှားနိုင်တာကိုယ့်ရဲ့ဇီမန်းချက်ပန်းတန်အတွက်ဘယ်လိုအရာကို ဘယ်လိုအရာမျိုးကိုမစိုးအချုံးမပေးတဲ့စိတ်ဓာတ်ရှိတာကိုဒူးကိုရှင်စိတ်ဓာတ်နဲ့ကိုလိုချင်တာကိုရယူနိုင်တာစတဲ့စွမ်းအားတွေရှိပါတယ်အမှန်တကယ်တတ်သိရှိသူကအင်အားကိုအင်အားကိုမတုံးဘူးစိတ်စွမ်းအားကိုအတုံးချပြီးအနံ့ရအောင်လုပ်ကြတယ်တတ်သိက ကြောက်စိတ်ကိုဖြိုဖျက်ပေးပါတယ် စစ်ဖီယာက သူရဲ့ကတရေဘောကြောင့်တွေတရေဘောကြောင့်တဲ့လူတွေဟာ သူတို့မသေးခင်အချိန်ပေါင်းများစွာတည်ဆုံရတယ်လို့ဆိုထားပါတယ်။တင့်ကိုတင်အတွက်အချိန်ပေါင်းတတ်တိစီပါတင့်ကိုတင်အတွက်တတ်တိစီပါတင့်ဘဝအတွက် အားကိုးရမဲ့သူကတင့်ကိုတိုင်းပါတင့်ဒုက္ခတင့်ဒုက္ခရောက်နေတဲ့အချိန်တင့်ကိုတင် အကူညီပေးနိုင်တာကသင်ကိုယ်တိုင်ပါပဲသင်အခက်အခဲတွေတွေ့တဲ့အချိန်သင်ကိုယ်တိုင်ပဲအဲ့ဒီအခက်အခဲကိုကျော်လွှားရမှာဖြစ်ပါတယ်သင်လဲကျတဲ့အချိန်ပြန်ထနိုင်ဖို့လုပ်ပေးနိုင်သူကလည်းသင်ကိုယ်တိုင်ပါပဲကိုအားကိုကိုတတ္တိရှိတတ္တိရှိရှိ နေနိုင်ဖို့ကသင်ကိုယ်တိုင်ကိုညီဖေးမှပြီးသင်ရဲ့အစွမ်းတတ္တိကို အသုံးချရမှာဖြစ်ပါတယ်လောကမှာတင်လို့ကျင်နာရဖို့တင်ကိုဘယ်သူမှကုညီမပေးနိုင်ပါဘူးတင်ကိုတိုင်းပဲကြိုးစားရမှာဖြစ်ပါတယ်တင်ရဲ့အိမ်မက်တွေဇီမန်းချက်ပန်းတိုင်းတွေရဖို့အတွက်လည်းတင်ကိုတိုင်းပဲလောက်ရမှာဖြစ်ပါတယ်တင်ရဲ့တတိတတိအားမပါပဲဘယ်သူကမှတင်ကိုကုညီပေးနိုင်မှာ မဟုတ်ပါဘူး တတ်သိရှိသူအတွက်ဘဝမှာမဖြစ်နိုင်တာဘာမှမရှိဘူးလို့ Harry Potter စာအုပ်ရေးသူ J.K. Rowling ကဆိုထားပါတယ်ကိုအားကိုကိုပြီးတတ်သိရှိအောင်လုပ်ပါတတ်သိက စွမ်းအားတွေပေးပါလိမ့်မယ်ဒါကြောင့်ဘဝမှာကိုအားကိုကိုတတ်သိရှိရှိနေထိုင်နိုင်ဖို့အတွက်လုံးဆောင်ရမယ့်အချက်၅ချက်ကိုဒီအခန်းမှာ ဖော်ပြပေးလိုက်ပါတယ်။နံပါတ်၁မိမိပေါ်ကိုယုံကြည်မှုရှိပါ။အောင်မြင်သူတွေဟာသူတို့ရဲ့အောင်မြင်မှုအတွက်ဘယ်သူအပေါ်မှာမှမမိခိုကြပါဘူး။ကိုအားကိုကိုပြေကိုလိုချင်တာရအောင်ယူနိုင်ကြပါတယ်။ကိုအားကိုကိုဖို့အတွက် ကိုကိုကိုယုံကြည်မှုရှိရပါမယ်။ကိုယ်ကိုယ်မယုံကြည်တဲ့သူဟာ အမှန်တကယ်တတ္တိရှိသူ အမှန်တကယ်တတိရှိသူဖြစ်ပါတယ်ပုဂ္ဂိုလ်ကိုယုံကြည်တဲ့သူဟာအမှန်တကယ်တတိရှိသူဖြစ်ပါတယ်တတိရှိသူဟာ အမှန်တကယ်ပြောရတဲ့သူတို့လောတမအမှန်အမှန်ကို သူတို့တာဝန်ယူကြတယ်တတိရှိသူဟာတစ္ဆာရှိသူဖြစ်တယ်အဲ့ဒါကြောင့်သင်ကကိုအားကိုကို ကိုအားကိုကိုတတိရှိသူဖြစ်ဖို့အတွက်သင်ကိုယ်သင် ယုံကြည်မှုရှိပါနံပါတ်2သူတပားအပေါ်ခွင့်လွတ်နိုင်တဲ့စိတ်ရှိပါ sorry နံပါတ်2သူတပားအပေါ်ခွင့်လွတ်တတ်တဲ့စိတ်ရှိပါအမှန်တကယ်တတ်သိရှိသူဟာသူတပားအပေါ်ခွင့်လွတ်တတ်သူဖြစ်တဲ့ခွင့်လွတ်ခြင်းဆိုတာတဖက်လူအတွက်ခွင့်လွတ်ပေးတယ်ဆိုပေမဲ့ကိုယ်တိုင်ကလွတ်လပ်သွားခြင်းပါကိုယ်ကိုယ်ကိုတတ်သိရှိတဲ့သူတွေက အရာရာကိုစုတ်ကင်မထားကြဘူးလွှတ်ရှားတင်တာကိုလွှတ်ရှားကြတယ်မဲပြောက်တင်တာကိုမဲပြောက်ပြစ်ကြတယ်အဲ့ဒီလိုလှုပ်ခြင်းက ကိုယ့်ရဲ့အစွမ်းတတ္တိတွေကိုရောနေခြင်းရောသွားခြင်းမဟုတ်ပဲကိုယ့်ကိုယ်ကိုပုံပြီးစွမ်းရည်ရှိအောင်လှုပ်ခြင်းဖြစ်တယ်ခွင့်လွတ်တတ်တဲ့သူကတတ္တိရှိသူပါနံပါတ်3ကြောက်စိတ်ပုံအနံ့อยู่ပါလူတွေအားလုံး မအောင်မြင်ရခြင်းအကြောင်းရင်းကကြောက်စိတ်ပါကြာချုံးမှာကိုကြောက်တာကဲ့ရဲ့မှာကိုကြောက်တာမလုံနိုင်မှာကိုကြောက်တာစင်းရဲမှာကိုကြောက်တာစတဲ့အကြောင်းချင်းအမျိုးမျိုးက လူတွေကို သူတို့လိုချင်တဲ့ဘဝကို မရအောင်တားဆီးနေတာတွေပါ ကိုအားကိုကိုတတ်သိရှိရှိနေထိုင်နိုင်ဖို့ဆိုရင်ကြောက်စိတ်ကို အနာယူရပါလိမ့်မယ် ကိုလိုချင်တဲ့ရည်မှန်းချက်ပန်းတိုင်ကိုရယူနိုင်ဖို့ဆိုရင်ကြောက်စိတ်ကိုတွန်းလှန်နိုင်ရပါမယ်။ငါလုံနိုင်ပါမလား။ငါချိုးမှကြောက်လိုက်တာဆိုတဲ့စိုးရိမ်စိတ်ကတဲ့ရဲ့ပန်းတိုင်ကို မရောက်အောင်တားဆီးနေတဲ့အဖြက်စိတ်တွေပါ။သင်ကကြောက်စိတ်ကိုနိုင်အောင်နိုင်မှသာ သင်လိုချင်တဲ့အောင်မြင်မှုကိုရမှာဖြစ်ပါတယ်။ဒါကြောင့်တတ္တိရှိဖို့ ကျောက်စိတ်ကိုအနိုင်ယူပါနံပါတ်၄ဖြောင်းရိုးသားဖြောင်းမှတ်တဲ့စိတ်ရှိပါတတိရှိခြင်းနဲ့ရိုးသားဖြောင်းမှတ်ခြင်းဟာ လူတရားအတွက် မရှိမဖြစ် အရေးရှင်းတွေပါ လူဟာကိုယ်အားကိုယ်ကိုတဲ့တတိမရှိရင် သူများနောက် သူများနောက်လိုက်အဖြစ်ပဲနေသွားရပါလိမ့်မယ်ရိုးသားဖြောင်းမှတ်တဲ့စိတ်ရှိသူဟာတတိရှိတဲ့သူတွေပါ လူတယောက်မှာဖြောင့်မတ်တည်ကြည်တတ်စိတ်ရှိရင် လူအများက အထင်ကြီးလေးစားကြလိမ့်မယ်။ယောသားဖြောင့်မတ်ခြင်းကတတ္တိရှိသူတယောက်ဖြစ်ဖို့အရေးအရှင်းပါပဲ။အရာရာကိုယောသားဖြောင့်မတ်ပါတတ္တိရှိသူကမူတာမပြောဘူးအမှန်ကိုပဲပြောတယ်။ယောသားမှုနဲ့အမှန်တရားကတွန်တွဲလျက်ရှိနေပါတယ်။ဘယ်လိုအရှင်နေပဲရောက်ရောက်ယောသားပါ။နံပါတ်5 ဇွဲလုံးလဝရိယရှိပါအောင်မြင်သူတိုင်းဇွဲလုံးလဝရိယရှိကြလေကိုလိုချင်တာရဖို့ဇွဲရှိတဲ့ဇွဲမရှိတဲ့သူဟာတတ်တိမရှိတဲ့သူပါ လုံးလဝရိယကိုစိုက်ထုပြီးကိုရဲ့ပန်းတိုင်ကိုအရောက်သွားဖို့ဇွဲချစ်ချစ်နဲ့ကြိုးစားသူပဲသူရဲ့ဇီမန်းချက်တွေကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ် ဇွဲစီသူဟာဘယ်တော့မှစင်ကြေမပေးတတ်ပါဘူးစင်ကြေပေးတယ်ဆိုတာတတိမရှိသူတရေပေါ်ကြောင်တဲ့သူတွေအလုပ်ပါဒါကြောင့်တင်းရဲ့အောင်မြင်မှုအတွက်အမြဲတမ်းဇွဲစီပါလုံးလဝရိယရှိပါဒါဆိုရင်အောင်မြင်မှုက တင်းစီကိုစီးကျုံနေပါလိမ့်မယ်အခုပြောပြသွားတဲ့အချက်အချက်လက်တွေကိုလက်တွေ့ကျင့်သုံးမယ်ဆိုရင်သင်ဟာ ကိုအားကိုကိုတဲ့တတိရှိသူတယောက်ဖြစ်လာမယ်ဆိုတာယုံကြည်ပါတယ်လောကရန်ကို အရှုံးမပေးနဲ့လောကမှာအမြဲတမ်းအောင်မြင်တဲ့သူ မရှိသလိုအမြဲတမ်းကြာဆုံးသူလည်းမရှိပါဘူးအမြဲတမ်းဒုက္ခဆိုတာမရှိသလိုအမြဲတမ်းအဆင်ပြေနေတယ်အဆင်ပြေနေတယ်ဆိုတာလည်းမရှိပါဘူးလောကမှာဘယ်အရာမှ မတည်မြဲကြပါဘူး လောကရဲ့အတက်အကျအနေအမြင့်ကို လူတိုင်းခံစားမှုကြပါတယ်လောကရန်ဆိုတာ အဆိုးနဲ့အကောင်အောင်မြင်မှုနဲ့ကြဆုံးမှု အမားနဲ့အမှန်တွန်တွဲလျက်ရှိပါတယ်တခါတလေလောကရန်ကိုကျမတို့တွေမတိမတာခံစားရတဲ့အခါရှိသလိုတခါတလေကြတော့လေတိတိတာတာနဲ့ဘဝပြတ်လောက်အောင်အထိ ခံစားကြရတဲ့အခါလည်းရှိပါတယ် ဒီလိုအခါမှာစိတ်တက်တွေပြိုလဲလာတော့တာပါပဲနောက်ဆုံးမှာလောကရန်ကိုရင်မဆိုင်ရှင်လောက်အောင်ကြောက်ရွံ့ပြီးထွက်ပြေးရှင်လာကြပါတယ်ဘဝရဲ့ခအတိတံကိုလူးလိမ့်ခံစားရင် စိတ်တက်ကြပြိုလဲချိန်မှာပြန်ထဖို့တက်ခဲပါတယ်ဘဝမှာစိတ်ပြည့်စုံမှုတွေဝမ်းနဲ့အားငယ်မှုတွေနာကျင်ခံစားမှုတွေခွဲခြား ဆက်ဆံခံရမှုတွေပြိုလဲပြက်စီးမှုတွေအခက်အခဲတွေရှုံးနေမှုတွေအဆွန်ပြစ်ခံမှုတွေဆွန်းဆွဆွဲခံရမှုတွေတွန်းချခံရမှုတွေမတရားအနှံ့ကျင့်ခံရမှုစတဲ့ဆိုးရွားလာတဲ့အခြေအနေတွေနဲ့ကြုံတွေ့ခဲ့ရပူပါလိမ့်မယ်အဲ့ဒီလိုအခါမျိုးမှာဇေနစ်နေတဲ့သူကကော့ရိုးတမြင်တောင်း အားကိုတယ်ဆိုတလို့ကဲပါယူပါဆိုပြီးတစစာအော်ဟစ်အကူညီတောင်းပေမဲ့ကိုညီမဲ့သူကဲမဲ့သူမရှိပဲကိုရာကဲရမဲ့ဘဝနဲ့နေကြရတဲ့အခါ အသက်မရှင်ကျင်လောက်အောင်လောကကြီးကနေကျင်စိတ်မရှိလောက်အောင်စစ်တတ်ပါတယ်ဒီလိုအချိန်မှာကိုကိုကိုတတိကဖို့အရေးကြီးပါတယ်ရှုံးနေမှုတွေကြုံရတဲ့အခါ အပြက်စိတ်ပဲတွေးတတ်ကြပါလေကိုကိုကိုအတုံးမကြတဲ့သူတယောက်လုံးခံစားပြီးဝမ်းနဲ့အားငယ်လို့အားငယ်နေလို့ရောတင့်ကိုဘယ်သူကတနာမှလဲငါကကန်ဆိုးလိုက်တာအသက်ရှင်လဲဘာမှထူးမှမဟုတ်ပါဘူးငါကဘယ်သူမှလဲမကူညီဘူးဆိုပြီးစိတ်ပြတ်အားငယ်အဆုံးပေးနေလို့ရောဘယ်သူကကဲမှလဲ ဘယ်သူမှမကယ်ပါဘူးတင့်ကိုတင်ပဲကယ်ရပါလိမ့်မယ်တင်ပြန်ထဖို့ကတင့်တာဝင်ပါတင်ကိုတိုင်သူတင်ကိုတိုင်ထရမှာဖြစ်ပါတယ်ဘဝဆိုတာထိုင်ပြီးညဉ့်ညူနေလို့ရောဘဝကြီးကတင့်ကိုဘာလာပေးလို့ဘဝကြီးကတင့်ကိုဘာမှလာပေးလို့မရပါဘူးကိုယ်တိုင်စူးစမ်းမှုနဲ့လောကဒဏ်ကို ရင်ဆိုင်တဲ့တတိရှိသူသာဘဝကိုအနံ့ရမှာပါသင်ဘဝမှာအခက်ခဲဆုံးအချိန်တွေနဲ့ကြုံတွေ့ပြီဆိုရင်အကောင်းဆုံးအချိန်တွေသင်စီရောက်လာမှာပါ အခက်အခဲတစ်ခုကို တွေ့ရင်ရှေ့တူးရမလားနောက်ဆုတ်ရမလားဆိုတာ ဝေခွဲမရဖြစ်တတ်ပါလေသင်ကလက်လျှော့အရှုံးမပေးပဲရှေ့ဆက်ရှေ့ဆက်ဆောင်မဲ့သူဆိုရင် အသိဉာဏ်ကိုဥဆောင်ပြီးတွေ့ကြုံလာရတဲ့အခက်အခဲကို အခွင့်အလမ်းလို့မြင်ကြည့်လိုက်ပါဒီတစ်ခါမှာသင်က အခက်အခဲကိုကြော်လွားသွားပါလိမ့်မယ်လောကဓာတ်နဲ့ကြုံတွေ့တဲ့အခါလက်မြောက်အရှုံးမပေးပါနဲ့ကိုမထတဲ့၍ဘယ်သူမှကူပြီးသူ့ပေးမှာမဟုတ်ပါဘူးသင်ဘက်ကအရှုံးမပေးတဲ့၍လဲကြနေဦးမှာပါပဲ။ အဲ့ဒါကြောင့်တင့်ကိုတင်ကဲပါလဲကြရင် ပြန်ထပါ အရှုံးမပေးပါနဲ့အခက်အခဲကိုရအောင်ကြော်လွားပါတင်ကတမ်းမာတဲ့သူပါ လောကရန်ကိုခန္ဓာရရှိဖို့တင့်ကိုတင်ဖေးမှကုညီပါမင်းအရှုံးမပေးမခြင်းနိုင်ဖို့အခွင့်အရေးရှိတယ်လို့ဇန်မာက ဆိုထားပါတယ်အရှုံးမပေးပါနဲ့တင်က လက်လျှော့ပြီးအရှုံးပေးလိုက်ရင် လောကရန်ကသင်ကိုနိုင်သွားပါလိမ့်မယ်။ဒါကြောင့်လောကရန်နဲ့ရင်ဆိုင်ရတဲ့အခါအရှုံးမပေးဖို့လိုပါတယ်။လောကရန်နဲ့ရင်ဆိုင်ရတဲ့အခါသင်ကိုသင်ကယ်တင်ပြီးပြန်ထနိုင်ဖို့အတွက်နေလန်၆ခုကိုဒီအခန်းမှာဖော်ပြပေးလိုက်ပါတယ်။နံပါတ်၁လဲကျတဲ့အခါပြန်ထပါတင်လဲကြတဲ့အခါတင့်ကိုဆွဲထုတ်ပေးမဲ့သူ ရှိတယ်ဆိုရင်တော့တင်ကိုယ်တိုင်ကမထတဲ့ရဘယ်တော့မှထနိုင်မှာမဟုတ်ပါဘူး။ဘာအကြောင်းနဲ့ပဲလဲကြပါစေပြန်ထပါပြန်ထနိုင်အောင်စူးစမ်းပါမင်းလဲကြတာငါမစိုးရိမ်ဘူးမင်းပြန်မထနိုင်မှာကိုပဲငါစိုးရိမ်တယ်လို့ဖေဗရာလင်ကွန်ကဆိုထားပါတယ်လဲကြရင်ပြန်ထပါလဲကြပြီးပြန်မထတာကလောကရန်ကို အညံ့ခံဒူးထောက်လိုက်တာပါပဲသင်ကအညံ့ခံလေ လောကရန်ကလည်းပေါ်ပြီးနှိမ့်ဆက်လေပါအဲ့ဒါကြောင့်ဘယ်လိုအကြောင်းအကြောင်းနဲ့ပဲလဲကြနေပါစေပြန်ထပါနံပါတ်1အခက်အခဲကိုရအောင်ကြော်လွားပါ အခက်အခဲဆိုတာမချစ်ရင် အခွင့်အလမ်းတွေကိုရှာတွေ့မှာ မဟုတ်ပါဘူးလောကရန်ရဲ့ကြာဆုံးမှုတွေကြောင့်ခက်ခဲတဲ့အချိန်တွေတင်ချက်တန်းရပါလိမ့်မယ် အခက်အခဲတွေတွေ့တာနဲ့ရှောင်မပြေးပါနဲ့ခက်ခဲတဲ့ဆိုတာခက်ခဲတဲ့ဆိုတာက အမှန်ပါရင်ဆိုင်လိုက်ပါပြည်ရင်ရှားအောင်ကြော်လွားပါတင်က အခက်အခဲရင်ဆိုင်နိုင်ပြီဆိုရင်အတင်ကအခက်အခဲရင်ဆိုင်နိုင်ပြီဆိုရင်ဖြည့်ချင်းဖို့နီလန်းတွေလာပါလိမ့်မယ်ဆောင်ပြေးနေမယ်ဆိုရင်ပုံပြေးခက်ခဲပါလိမ့်မယ်အဲ့ဒါကြောင့် 开开过,过，然后做老板，那不多，种几菜几吧。对嘛？比如开开牛股么说，然后做老板的，得，山大地对，地地是大个，种几把，种草木地，山上也得搞点，对嘛？山上也得打点地地是大个，种几把，顶个地，种几水嫩，种几的水果。 ဘာအကြောင်းနဲ့မှလက်မချော့လိုက်ပါနဲ့လောကရန်ကိုရင်ဆိုင်နိုင်တာကယုံကြည်စိတ်ပါငါရအောင်လုပ်မယ်ဆိုတဲ့ယုံကြည်စိတ်ကရအောင်လုပ်ဖို့စွမ်းအားတွေပေးပါလိမ့်မယ်ကိုကိုကိုယုံကြည်မှုစွမ်းအားကြီးမားသူတယောက်ကို လောကကြီးကမျက်နှာသာပေးပါတယ်နံပါတ်၄စာဖတ်ပါ စိတ်တက်တွေကြိုလဲတဲ့အခါတိုင်းမှာစာဖတ်ပါ စာဖတ်ခြင်းကတင့်ရဲ့အခက်အခဲတွေကိုကုညီပေးပါလိမ့်မယ်။စာအုပ်တွေကတင့်ဘဝရဲ့လမ်းပြကျယ်တွေပါ။တင့်ကိုဘယ်သူမှမကယ်တင်နိုင်တဲ့အခါစာဖတ်ခြင်းကတင့်ကိုကယ်တင်ပါလိမ့်မယ်။လောကဓာတ်နဲ့ရင်ဆိုင်ရတဲ့အခါဘဝရဲ့ကြေတနာတွေဖြည့်ရှင်းဖို့နည်းလမ်းတွေက စာအုပ်ထဲမှာရှိနေပါတယ်။အဲဒါကြောင့်စာဖတ်ပါတင့်ဘဝရဲ့အခက်အခဲတွေကို ကျော်လွှမ်းနိုင်ဖို့စာဖတ်ခြင်းကအကောင်းဆုံးပါပဲ။နံပါတ်5ဆရာကောင်းမိတ်ဆွေကောင်းတွေကိုရင်ဖွင့်တိုင်ပင်ပါ။တင့်ဘဝမှာခက်ခဲပင်ပန်းတဲ့အချိန်ကိုရာမဲ့နေတဲ့အချိန်မှာတင့်ကိုအမြဲတမ်းလမ်းပြမှုတွေပေးနေတဲ့ဆရာကောင်းမိတ်ဆွေကောင်းတွေကိုရင်ဖွင့်ပါ။သူတို့ကတင်လဲကြနေတာကို စွဲကူပြီးသူပြေးပါလိမ့်မယ်။ ဆရာကောင်းမိတ်ဆွေကောင်းဆိုတာတင့်ရဲ့အခက်အခဲကိုအမှန်တကယ်နားလည်ခံစားပေးနိုင်သူကိုချင်းစာပေးနိုင်သူတင်အကူအညီလူချင်းတိုင်းအားပေးစကားပြောတဲ့သူတင်နဲ့လူချင်းမနည်းပေမဲ့တင့်ကိုအဝေးကနေစိတ်ကွန်အားပေးနေပြီးတင့်ကိုအမြဲတမ်းလစ်လူမရှုထားသူတွေရဲ့လစ်လူမရှုထားသူတွေဟာတင့်ရဲ့ဆရာကောင်း မိတ်ဆွေကောင်းတွေပါ သူတို့ကိုရင်ဖွင့်တိုင်ပင်ပါနံပါတ်6ဘာသာရေးပို့လို့ပါ လောကရံနဲ့ရင်ဆိုင်ရတဲ့အခါဘာသာတရားရဲ့အဆုံးအမတွေကိုပေါ်ပြီးလိုက်နာပါတင်းရဲ့စိတ်ကိုငြင်းချအောင်လှုပ်ပေးနိုင်မဲ့အဓိကအရာကဘာသာတရားပါပဲလူတိုင်းမှာကိုယုံကြည်ကိုကိုယ်ရာဘာသာတိုင်းရဲ့အဆုံးအမတွေရှိကြပါလေ ဒီလိုအစိုးမတွေကဘဝရည်တည်ရှင်တန်ဖို့စိတ်အေးချမ်းမှုရဖို့အတွက် အကောင်းဆုံးအရာတွေပါကြာဆုံးမှုနဲ့ဇင်ဆိုင်ရတဲ့အခါတိုင်းဘာသာတရားရဲ့အစိုးမတွေကိုတတိယပါဖရာသခင်ထံဆုတောင်းပါ လောကဒဏ်ကိုအောင်နိုင်ပါလိမ့်မယ်နံပါတ်9မိသားစုနဲ့အတူဝေမျှခံစားပါဘဝအခက်အခဲကြုံချိန်တိုင်းသင်က မိဘဝကကဲကြုံချင်တာမိသားစုကတင့်အတွက်အကောင်းဆုံးအဖော်မွန်ပါပဲမိသားစုကိုရှင်ဖွင့်ပါမိသားစုနဲ့တိုင်ပင်ပါတအူးနဲ့တအူးဖေးမအကူညီပါတဲ့ဒုက္ခရောက်တဲ့အချိန်တင့်အနာမှာရှင်နေမှာကတင့်မိသားစုပါ မိသားစုကိုတန်ဖိုးထားပါအချိန်ပေးပါမိသားစုနဲ့မဆန့်ကျင်ပါနဲ့မိသားစုကိုရှစ်ပါ လောကရန်ကို အတူတူရှင်ဆိုင်ပါ အခုပေါ်ပြသွားတဲ့အချက်တွေကိုသင်အခက်အခဲအခက်အခဲနဲ့ကြုံတွေ့တဲ့အခါတိုင်းလောကရန်နဲ့ရင်ဆိုင်ရတဲ့အခါတိုင်းအသုံးချပါဒီအချက်တွေကိုလက်တွေ့အသုံးချမယ်ဆိုရင်သင်ဟာလဲကြပေမဲ့ကြံထလိုက်နိုင်မယ်ဆိုတာယုံကြည်ပါတယ်ကျမကိုယ်တိုင်လောကရန်နဲ့ရင်ဆိုင်ရတဲ့အချိန်မှာဒီနည်းလမ်းအတိုင်း ြန်ထလာခဲ့ရတာပါဘယ်သူမဆိုလောကရနဲ့ရှင်ဆိုင်ရာတိုင်းဒီနီလန်းတွေကိုအတုံးရမယ်ဆိုရင်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်